ွာအကြီးမှာလူခွန်အာဘလဆိုတဲ့စကလုံးကိုဘာသာပြန်လိုက်တဲ့အခါခွန်အားလို့ဘာသာပြန်ညတယ်အဲ့ဒီခွန်အားတွေဆိုတာလူတွေမှာအမျိုးမျိုးရှိကြဘယ်ခွန်အားဟာစွမ်းအားအကြီးမားဆုံးလဲဆိုတာသိဖို့လိုအပ်တယ်မသိလို့ရှိရင်လူတွေဟာ မတုံးသိတဲ့စွမ်းအားကိုသွားပြီးတော့တုံးတဲ့အခါအကောင်းမဖြစ်ဖဲနဲ့အဆိုးပြဿနာတွေပိုတက်ပြီးတော့ဒုက္ခရောက်တတ်တယ်အဲဒါကြောင့်မလို့လူတွေမှာစွမ်းအားဆိုတာ၄ခွန်အားတွေဆိုတာရှိတယ်အဲ့ဒီခွန်အားတွေတဲကအကြီးမားဆုံးခွန်အားသို့မဟုတ်စွမ်းအားကြီးတဲ့ခွန်အားတမန်ပုဂ္ဂိုလ်တွေမရှိနိုင်တဲ့ ခွန်အားဆိုတာဘယ်ဟာလဲဆိုတာကိုယ်တဏ္ဍမှာရှိရမဲ့ခွန်အားတို့မဟုတ်အသုံးပြုရမဲ့ခွန်အားဒါတွေဟာလူတိုင်းလူတိုင်းသိတဲ့သိတိုင်းတဲ့ကိစ္စတခုအမှားအပြင်ကြည့်မယ်ဆိုလို့ရှိရင်တော့ခွန်အားဆိုတာတူတူပဲလို့ဒီလိုအောင်းမိကြလိမ့်မယ်မဟုတ်ဘူးစောင့်ဆောင်မှုချင်းအမတန်မှခွာခြားတယ်လို့ဒီလိုခွန်အားတွေမြေပြည့်ရှိတယ်မြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကလည်းခွန်အားကိုအတိမတ်ပြုပြီးတော့ဟောထားတာရှိတယ် ်စိတ်ပိုင်းဆိုင်ရာခွန်အားတွေရှိတယ်ကိုယ်ပိုင်းဆိုင်ရာခွန်အားတွေလည်းရှိတယ်အဲကိုယ်ပိုင်းဆိုင်ရာခွန်အားတွေကြတော့ခန္ဓာကိုယ်ဆိုင်ရာခွန်အား physical strength လို့ခေါ်တဲ့ဒီကာယဗလပေါ့အဲတော့ကာယဗလကိုအသုံးချနိုင်တဲ့နေရာမျိုးတွေရှိတယ်လို့ကာယဗလဘလောက်ပဲသွန်အားကြီးကြီးနောက်ထပ်ညာနာဗလလို့ဆိုတဲ့ပညာသွန်အားကိုမမိနိုင်ဘူးပေါ့ ကာယဗလာညာနာဗလာဆိုတဲ့စွမ်းအားတွေလူတွေမှာရှိကြတယ်နောက်တစ်ခုတချို့အာကိုးစရာလူတွေမှာအမျိုးမျိုးရှိတတ်တယ်ပေါ့အဲစိတ်စွမ်းအားနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောထားတာတန်မြာမှာတောင်မှပဲအမြဲတမ်းစွမ်းဆောင်မှုကြီးမားတဲ့စွမ်းအားတွေဆိုပြီးတော့ဗလ၅မျိုးဆိုပြီးဟောထားတာရှိတယ် အဲ့ဒီဗလာငါးမျိုးဆိုတာဘောရိပက္ခိယတရား38ပါးထဲမှာလဲဒါပါတယ်ပေါ့အဲ့ဒီဗလာငါးမျိုးဆိုတာဘာလဲဆိုတော့တတ္တာတို့ဝီရိယတို့တတိတို့တမာတိတို့ပညာတို့အဲ့ဒီစွမ်းအားကြတော့အလွန်တရာမှကြီးမားတဲ့စွမ်းအားလို့ခေါ်တယ်စိတ်နဲ့ဆိုင်တဲ့စွမ်းအားဟာကာယစွမ်းအားတဲ့အမှန်တရားကြီးတယ်ရသော်ဘုရားသခင်ကိုရောမြတ်လေတာမန်ပုဂ္ဂိုလ်တွေမရနိုင်တဲ့စွမ်းအားတွေဟာ ကာယဗလလည်းရှိတယ်ကာယဗလမြတ်စွာဘုရားရဲ့စွမ်းအားကိုမြည်သည့်ပုဂ္ဂိုလ်မှတုနိုင်မိနိုင်မယ်မဟုတ်ဘူးကာယဗလလည်းအမတန်မှစွမ်းအားကြီးတယ်ကြားဝေးကြလိမ့်မယ်ဝိတာခာဆိုတဲ့အကြောင်းအမကြီးတောင်မှပဲကာယဗလအနေနဲ့ဆိုလို့ရှိရင်စင်မြောင်၅စီအားရှိတယ်လို့သူဆိုတာပေါ့အဲအားဆိုတာမြင်ရတာမဟုတ်ဘူး မမြင်ရပေမဲ့အားရှိတဲ့အားမရှိဘူးဆိုတာရုပ်ကိုကြည့်ပြီးသိလို့ရတယ်လေအသက်ပဲကြီးတဲ့ပုဂ္ဂိုလ်တွေအားမရှိဘူးဆိုလို့ရှိရင်သွားရလာတာအစရိုင်းထိုးရိုင်းထိုးတလို့ဖြစ်လာထိုင်တာထားတာကအစသွက်တာလက်တာမရှိတော့ဘူးခန္ဓာကိုယ်အားရရောလာပြီဆိုမတမ်းမသိတာအဲ့ဒီကြမှာအင်အားဆိုတာရဲ့အဓိပ္ပာယ်ဟာမတမ်းမရှိအေးအင်အားပြည့်နေပြီဆိုလို့ရင်လူတွေဟာထိုင်လိုက်လဲ လွယ်လွယ်ပဲထလိုက်လဲလွယ်လွယ်ပဲသွားလိုက်လာလိုက်ခုံလိုက်ပေါက်လိုက်အားပြည့်နေတဲ့အချိန်မှာစင်ဘာပဲလုပ်လို့ကိုယ့်အကူထိန်းနိုင်ခြေတော်တစ်ချောင်းနဲ့ရပ်နိုင်တယ်ကနိုင်တယ်ဆိုတာဒါတွေကစွမ်းအားတွေရှိနေလို့တဲ့ရကြည့်ရင်နှစ်ချောင်းရထတောင်မှပဲမလုံတော့လို့တချို့ဆို၄ချောင်း၅ချောင်းနဲ့ရက်နေရအကူအညီတွေနဲ့ရက်ဒါအားဆိုတာအမြဲတမ်းထင်ရှားတယ်နော်။ဒါကြောင့်မို့ရှေးတုန်းကတဦးနဲ့တူနှုတ်ဆက်မေးမြန်းတဲ့အခါမှာ ဘယ်နဲ့လဲကျမ်းမာရဲ့လားညံ့ညတ်တာရာရှိရဲ့လားခန္ဓာကိုယ်မှာခွန်အားရှိရဲ့လားဒီမိကုံးนี่မေးလေရှိကြအားရှိရဲ့လားဆိုတာဘုဒ္ဓမအရေးပါတဲ့မိကုံးတစ်ခုလဟုတ်ဌာနပေါ်ပေါ်ပါပါတွတ်တွတ်လက်လက်ထနိုင်ရဲ့လားထိုင်နိုင်ထနိုင်ရဲ့လားဆိုဒီမိကုံးนี่မေးလေရှိကြကျမ်းမာရေးနဲ့ပတ်သက်ပြီးမေးတဲ့မိကုံးအဲ့တော့လောကမှာဒီစွမ်းအားဆိုတာ ခွန်အားဆိုတာအမတမအရေးကြီးတယ်ဆိုတာဒီခန္ဓာကိုယ်ရဲ့ခွန်အားဟာတသိထင်ရှားပုဂ္ဂိုလ်တွေအတွက်အရေးကြီးတယ်လို့သံသရာထဲမှာကျင့်လဲနေကြတဲ့ပုဂ္ဂိုလ်တွေကြတော့စိတ်သက်ခွန်အားရအမတမအရေးကြီးတယ်နိဗ္ဗာန်သွားဖို့ကြတော့ဘယ်ခွန်အားတွေလိုတော့ဆိုတတ္ထာဆိုတဲ့ခွန်အားလိုတယ်ဟာနိဗ္ဗာန်မှာဘယ်တော့အင်အားကောင်းကောင်းနိဗ္ဗာန်ဟာကာယနဲ့သွားလို့ရတာမဟုတ်ဘူးกายะเนี่ยตั้วลุยาดาမဟုတ်ဒီအတွက်ကြောင့် နိဗ္ဗာန်သွားဖို့အင်အားတောင့်တင်းမှုတွေပါရီလောရုံဆိုတတ္ထာဆိုတဲ့စွမ်းအားတတ္ထာဆိုတာဘာပြောတာတော့ကုသိုလ်ပဲမှာကံကံဤအကျိုးယုံကြည်တာနော်ကံကံဤအကျိုးယုံကြည်တယ်ဆိုတာကိုလောက်တာကိုတာဝန်ယူတယ်မကောင်းတာလုပ်ရင်မကောင်းဘူးလို့အတိမတ်ပြုတယ်ထိုမကောင်းတာရဲ့အကျိုးရှိတယ်လို့အတိမတ်ပြုတယ်ကောင်းတာလုပ်ရင်ကောင်းတယ်လို့အတိမတ်ပြုတယ်ကောင်းကျိုးချမ်းသာရှိတယ်လို့အတိမတ်ပြုတယ် ဲ့ဒါကိုကံကံဤကျိုးယုံကြည်တယ်လို့ပြောတာမြတ်စွာဘုရားဟောထားတယ်ခေါင်းနာလှုပ်လှုပ်ဆိုတာလှုပ်လှုပ်ကိုလို့သမျှအမွေခံရတယ်လို့ဆိုတာဒါကံကိုယုံလက်ခံတဲ့သဘောကိုပြောပြကမ္မတက္ကတာသမ္မာဒိဋ္ဌိအဲ့ဒီကမ္မတက္ကတာသမ္မာဒိဋ္ဌိနဲ့ဆုံးဖြတ်ပြီးတော့ယုံကြည်တဲ့တတ်တာဟောနောက်တစ်ခုပြောမယ်ဆိုရင်မြတ်စွာဘုရားသခင်အပေါ်မှာဒီ ဖရာရဲ့အတိညာတော်ကြီးကိုလောကယုံကြည်တယ်။ယုံကြည်ဘူးဆိုတာအမတမအစပိုင်းမှာအမတမအရေးပါတယ်။ဖရာကိုမယုံကြည်ဘူးဆိုရင်ဖရာခိုင်းတာပဲလို့ဖရာဟောတဲ့တရားပဲလိုက်နာ။နော်။ဥပမာပြောရမယ်ဆိုရင်ဆရာဝန်ကိုယုံကြည်တယ်။ဒီယောဂဖြစ်ရင်ဒီစေတောက်ရင်ပျောက်တယ်ဆိုတာဆရာဝန်ကိုယုံကြည်လို့စေတောက်တယ်။စေတောက်တော့ယောဂပျောက်တယ်ပေါ့။ မယုံကြည်ဘူးဆိုရင်မတော့ဒီလိုယုံကြည်မှုဆိုတာဒီအလုပ်တစ်ခုလုပ်ဖို့ရအတွက်အရေးပါတယ်လို့ဒီလိုပြောအဲ့တော့တန်တရာကလွတ်ပြီးတော့နိဗ္ဗာန်ချမ်းသာကိုရချင်တယ်ဆိုတဲ့ပုဂ္ဂိုလ်ကြီးဟာမြတ်စွာဘုရားရဲ့အတိညာဏ်ကိုယုံကြည်ဖို့လိုအပ်တာပေါ့ဟုတ်တယ်ခရားဟောတာမှန်တယ်မြတ်စွာဘုရားဟောထားတဲ့အတိုင်းတို့တွေလိုက်နာခြင်းသုံးပါးသာလင်းတန်တရာကလွတ်မယ်လို့ဆိုတာ ယုံကြည်တယ်အဲ့ဒီတတဟာဆွမ်းအားတစ်ခုပဲပေါ့အဲ့ဒါလို့တတဆွမ်းအားရှိုံနဲ့ပြီးလာလို့ဆိုမရှိသေးဘူးကြိုးစားအထုံးမှုဆိုတာလည်းဆွမ်းအားခွန်အားတစ်ခုပဲကြိုးစားအထုံးမှုဆိုရယ်ခွန်အားကြိုးစားအထုံးမှုဆိုတာလူတွေကပြောကြမယ်တပည့်တော်တို့လည်းနေစင်တဲ့အမြစီဝါရေးအတွက်ကြိုးစားအထုံးနေရတယ်လို့ဒါလည်း တဏှာထဲမှာလူ့ဘဝယက်တိမှုအတွက်ကြိုးစားအထောက်တာသို့သောနိဗ္ဗာန်သွားဖို့ကြိုးစားအထောက်မှုနဲ့စီးပွားတိုးတက်ဖို့ဘဝယက်တိကိုကြိုးစားအထောက်မှုခြင်းမတူဘူးကြိုးစားတာတော့ကြိုးစားတာပဲပေါ့ကြိုးစားရတာကြည့်ပဲမတူဘလို့မတူတော့ဆိုလို့ရှိရင်ဘဝယက်တိကိုစီးပွားဥစ္စာရဖို့ကြိုးစားအထောက်တယ်ဆိုတာနေ့စဉ်နဲ့အမျှ ဒီအယောင်းဝယ်ကိစ္စတွေတို့တာဝန်ဝတရားတွေတို့ဒါတွေကိုကျူးကျူးပန်းပန်းအထောက်တဲ့လုံလဝိရိယကိုပြောတာနိဗ္ဗာန်သွားဖို့လုံလဝိရိယကြတော့အဲ့ဒါမျိုးမဟုတ်ဘူးစူးစမ်းရတယ်ဆိုတာဘလို့စူးစမ်းရတာကုသဏ္ဍမှာအကုသိုလ်တွေမဖြစ်သေးရင်မဖြစ်အောင်ဆုတ်ပိတ်ပြီးတော့ထိန်းတာဆုတ်ပိတ်တာဆိုပါလို့ဒီကနေ့ငါစိတ်မဆိုးစေရဘူးဒေါသမထွက်စေရဘူးဘောဘောဒီကနေ့ မတရားတဲ့လောဘတွေမဖြစ်စေအောင်ဒီကနေ့ကြီးပွားတိုးတက်နေတဲ့ပုဂ္ဂိုလ်တွေကိုကြည့်ပြီးအိတ်တာမဖြစ်စေအောင်ဒီကနေ့မစ္ဆရိယတရားတွေငါမဖြစ်စေရဘူးအကုသိုလ်တရားတွေနဲ့ပတ်သက်ပြီးတော့ငါတဏ္ဍာမှာမဖြစ်စေရဘူးလို့တတိထားပြီးဆုတ်ပိတ်ဖို့ကြိုးစားတာဒါဝိရိယတစ်ခုပဲအဲ့တော့ဆုတ်ပိတ်လို့မနိုင်ဘူးဆိုတဲ့အခါဘာလို့ကပယ်ထုတ်ရပြန် စုပ်ပိတ်တယ်သို့သောမနိုင်ဘူးဖြစ်လာတယ်ဒေါသမထွက်အောင်ထိနေသို့သောဒေါသထွက်လာတယ်ဒီတိုင်းကြည့်နေရမလားမကြည့်ရဘူးအဲ့ဒီဒေါသကိုဖယ်ရှားပစ်ဖို့ကြိုးစားအထုံမူတဲ့ဒါလဲဝီရိယခွန်အားလို့ခေါ်တယ်ဟောနောက်တစ်ခုကဒါမကောင်းတဲ့ဘက်ကမကောင်းတာမဖြစ်ဖို့စုပ်ပိတ်တယ်ဖြစ်လာရင်ဖယ်ရှားပစ်တယ်ကောင်းတဲ့ဘက်ကမဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်လာအောင်ကြိုးစားရမယ် ဖြစ်ပြီးသားကုသိုလ်တွေတိုးပွားလာအောင်ကြိုးစားရမယ်ဆိုတဲ့လေးဘက်လေးထံကနေကြိုးပမ်းအထုတ်မှုဟာဒါဝိရိယခွန်အားလို့ခေါ်တယ်။နိဗ္ဗာန်သွားရင်အဲ့ဒီခွန်အားပြည့်ဖို့လိုတယ်။စိတ်ထဲမှာဖြစ်နိုင်တဲ့ဒီခွန်အားလေး။ဟောနောက်တစ်ခုကဘာလို့ဆိုတတိတတိဆိုတာရှိတယ်လေလူတွေပြောကြတာအိမ်တတိရတာလဲတတိရတာပဲအလုတ်တတိရတာလဲတတိရတာ သာတတိယရတယ်သမိတတိယရတယ်စသဖြင့်တတိယအဲ့ဒီတတိတွေနဲ့မဆိုင်ဘူးအဲ့ဒီတတိတွေကဒီအကောင့်တစ်ပက်ကိုဥတည်သွားတာမဟုတ်ဘူးနိဗ္ဗာန်သွားခြင်းမီဆိုရင်ဘာတတိယရမလဲကိုယ်ခန္ဓာကိုယ်မှာအာယုစိုက်ပြီးတော့အာယုံ၄မျိုးဆိုတာခန္ဓာကိုယ်မှာရှိတယ်၄မျိုးကဘာလဲလို့ဆိုရင်ကာယဝေဒနာစိတ်ဓာတ်ဓမ္မ ကာယဆိုတာကိုယ်ခန္ဓာနဲ့ဆက်ပြီးတော့ဖြစ်နေတဲ့အရာတွေဥမာပဲထွက်လေဝင်လေဆိုတာခန္ဓာနဲ့ဆက်ပြီးတော့ဖြစ်နေထွက်လေဝင်လေရှိတယ်ဓာတ်ကြီးလေးပါရှိတယ်ကိုယ့်ရဲ့လှုပ်ရှားမှုတွေရှိတယ်အဲ့ဒါတွေကကာယနဲ့ပတ်သက်ပြီးတော့နေတာအဲ့ဒီပုံမှန်တစ်ခုခုအာယုံတစ်ခုပုံမှန်စိတ်ကိုခြေဆိုင်ပြီးတော့ထားတာဒါတတိလို့ခေါ်တယ် နောက်တစ်ခါစိတ်နဲ့ပတ်သက်တဲ့အခါစိတ်ရဲ့ခံစားချက်တွေရှိတယ်ဝေဒနာလို့ခေါ်တယ်ဝေဒနာဆိုတာစိတ်ထဲကပြောတယ်မပြောဘူးဟုတ်လားဝမ်းနေတယ်ဝမ်းသာတယ်ဒါတွေကစိတ်ရဲ့ခံစားချက်တွေလို့ခေါ်တယ်အဲ့ဒီစိတ်ရဲ့ခံစားချက်တွေပုံမှန်လဲအမှတ်တမဲ့မနေပဲနဲ့အာယုန်နဲ့စိတ်နဲ့ထိတွေ့နေဖို့ဒါကိုတတိလို့ခေါ်တယ် ဟောနောက်တစ်ခုကပါတော့ကိုယ့်ရဲ့စိတ်အခြေအနေကိုအမြဲတမ်းကဲခတ်တယ်။မစိတ်ဟာမကြမကြလောဘတွေဖြစ်တတ်သလား။မကြမကြဒေါသတွေဖြစ်တတ်သလား။မကြမကြမောဟဖြစ်တတ်သလား။မဖြစ်ဘူးလားဆိုတာကိုယ့်စိတ်ရဲ့အခြေအနေကိုအမြဲတမ်းကဲခတ်တာ။အော်စိတ်အခြေအနေနဲ့တတိနဲ့တွဲဖက်ပြီးတော့ထား။နောက်တစ်ခုဓမ္မဆိုတာကြတော့ဉာဏ်နဲ့သဘာဝတွေခန္ဓာကိုယ်နဲ့ဆက်ဆက်ဖြစ်နေတဲ့ဉာဏ်နဲ့သဘာဝတွေကိုလည်းပဲ တတိကတ်နေပေါင်းလိုက်တော့ဒါတတိပဋ္ဌာန်တရား၄ပါးလို့ခေါ်တာပဲကာယဝေဒနာစိတ်တဓမ္မအဲ့ဒီ၄မျိုးပေါ်မှာတတိကိုတိဆောက်ထားနိုင်ပြီဆိုရင်ဒါနိဗ္ဗာန်ကိုသွားဖို့ခွန်အားတွေရလာပြီတတိဆိုရယ်ခွန်အားရအဲ့ဒီလိုမှမဟုတ်ဘဲနဲ့သာတတိရတယ်သမိတတိရတယ်အလောက်ကိုင်းနေတတိရတယ်ဟိုတတိရဒီတတိရဆိုတဲ့ဟာတွေကြတော့နိဗ္ဗာန်ကိုသွားတဲ့ဟာမဟုတ်ဘူး အဲ့တော့နိဗ္ဗာန်ကိုသွားဖို့ကြတော့ကိုယ့်ရဲ့တဘာဝအစ်စ်အမှန်တတိယဒီလိုဆွလို့တယ်ပေါ့အဲ့ဒီတတိယမှာခွန်အားနောက်တစ်ခုကဘာလို့ဆိုတော့တမာတိဆိုတဲ့ခွန်အားတမာတိဆိုတာစိတ်ကလေးကိုအာယုန်တစ်ခုတည်းပေါ်မှာငြိမ်အောင်ထားနိုင်တယ်ခုနထွက်လေဝင်လေလေးပေါ်မှာစိတ်ကိုငြိမ်နေအောင်ထားလိုက်နိုင်တယ်စိတ်ဟာဟိုအာယုန်ရောက်လိုက်ဒီအာယုန်ရောက်လိုက်အတွေးပေါ်ရောက်လိုက် အတန်ကြားရင်အတန်ကြားတဲ့ပေါ်ရောက်လိုက်အနံ့ရရင်အနံ့ပေါ်ရောက်လိုက်အရသာပေါ်မှာရောက်လိုက်ခန္ဓာကိုယ်အထီးတွေ့ပေါ်ရောက်လိုက်လို့စိတ်ဟာအာယုံ၆ပါးမှာပြေးလွှားသွားတာမရှိဘဲနဲ့ကိုထားတဲ့အာယုံလေးပေါ်မှာတည်ငြိမ်ပြီးတော့သွားတာသွမ်းအားတစ်ခုပဲခွန်အားတစ်ခုပဲအဲ့ဒါကိုတမာရီခွန်အားလို့ခေါ်တယ်။နောက်ပညာခွန်အားဆိုတာကြတော့ကြည့်ဘုန်းကြီးတို့တွေကြီးလိုက်မယ်ဆိုလို့ရှိရင်ငါမျက်နှာပါလဲလို့ဆိုရင် ယောက်ျားမြင်တယ်မိန်းမမြင်တယ်ငါဆိုတာဘာတူလဲလို့ဒီလိုအပေါ်ရန်အားဖြင့်ကြည့်ရင်ယောက်ျားရဲ့မိန်းမရဲ့ငါရဲ့သူရဲ့လို့ပဲဒီလိုမြင်နေတယ်အဲ့ဒီအပေါ်ရန်အမြင်လွှာကိုဖယ်ပလိုက်တဲ့အခါကျတော့အားလုံးဟာယုတ်နဲ့နှစ်မျိုးတည်းပဲရှိတယ်ဆိုတဲ့အမြင်မျိုးမြင်အောင်အဲ့ဒီနှမျိုးတိတော့ယုံနံဟာသာဝရပြောင်းလဲနေတဲ့အရာသာဖြစ်တယ်။တခုမှတည်မြဲနေတာမရှိဘူးဆိုတဲ့အမြင်မျိုးရအောင် အဲ့ဒီအမြင်မျိုးကမှသာလိုင်းခွန်အားလို့ပညာခွန်အားလို့ခေါ်တယ်ဒီလိုဆိုလို့ရတာဒါကစိတ်ပိုင်းဆိုင်ရာခွန်အားတွေအဲ့တော့ခွန်အားတွေဆိုတာအမျိုးမျိုးမြတ်စွာဘုရားသခင်ကိုရောမြတ်မရနိုင်တဲ့ခွန်အားတွေကဒီလိုကြီးမားတယ်ယန္နာပုဂ္ဂိုလ်တွေမှာရတဲ့ခွန်အားတွေကလည်းဒီလိုကြီးမားတယ်တိခ္ခပုဂ္ဂိုလ်တွေရနိုင်တဲ့ခွန်အားတွေကလည်းရှိတယ်အဲ့တော့တဏ္ဍာန်ပုဂ္ဂိုလ်အဆင့် ခွန်အားတွေကိုဘုန်းကြီးတို့ဒီကနေ့စဉ်းစားပြီးတော့ခြေချရအောင်လူတွေမှာခွန်အားဆိုတာသူ့အထိုက်လျောက်သူရှိနေကြတယ်အဲ့တော့ဒီလူတွေမှာအားလုံးကိုယ်နဲ့သက်ဆိုင်တဲ့ခွန်အားတွေကိုစဉ်းစားပြီးတော့ခြေမဲ့ဆိုရင်နံပါတ်1ကခွန်အားဆိုတာပါလဲဆိုရင်ဘာဟုဗလလက်ယုံခွန်အားလူတိုင်းလူတိုင်းမှာလက်နှစ်ဖက်ရှိကြတယ်လက်နှစ်ဖက်ရှိတော့ကိုယ်လက်နဲ့ကိုယ် မနိုင်နဲ့တဲနိုင်နဲ့လုံနိုင်နဲ့ကိုင်းနိုင်နဲ့ယူနိုင်နဲ့ဒါတွေဟာဘာဟုပလလက်ယုံအင်အားလက်ယုံခွန်အားလို့ဆိုတယ်နော်သူ့ရဲ့စွမ်းအားလည်းမနေဘူးခွန်အားလည်းမနေဘူးလောကလူတွေကဒီလက်ယုံရဲ့ခွန်အားကိုအတုံးချလေးရှိကြတယ်ပေါ့ဘာလို့လဲသူများကိုရိုက်လိုက်ရင်လည်းဒါနဲ့တုတ်တာပဲလေဒီခွန်အားကိုအသုံးပြုတာရိုက်တယ်နှက်တယ်ညှင်းဆဲတယ်တတ်ဖြတ်တယ်ဆိုတာဟောဒီခွန်အားကိုအသုံးချတယ် အဲ့ဒါအလွဲအသုံးချနေတယ်လို့ခေါ်တယ်။ဒီဟာကိုခွန်အားဟာကြီးမားတယ်လို့ပြောလို့မရဘူး။ဒီခွန်အားတပါဟုပလအောက်တန်းအကျဆုံးခွန်အားတစ်ခုလို့ဆိုလို့လူတိုင်းလူတိုင်းပိုင်ဆိုင်တဲ့ခွန်အား။တတ္တဝါတွေတောင်မှပဲပိုင်ဆိုင်တာပဲ။တိရိစ္ဆာန်တွေမှာလည်းပဲဒီခွန်အားရှိတာပဲ။အဲ့တော့ဘာဟုပလဆိုတဲ့ကိုယ့်ရဲ့လက်ယုံခွန်အားဆိုတာကတစ်မျိုး။ နောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ဘောကဗလာလူတွေမှာမွေးတော့ကတော့လက်နှစ်ဖက်ပဲပါတာပဲလေလက်နဲ့ချိန်နဲ့ထားတယ်ပါတယ်ဩနောက်ပိုင်းရောက်လာတော့မွေးပြီးတဲ့အခါမှာကိုမိဘကစီးပွားဥစ္စာရှိလို့ဖြစ်စေကိုယ်တိုင်ကြိုးစားလို့ဖြစ်စေစီးစိမ်ဥစ္စာတွေရလာပြီဆိုလို့ရှိရင်ဒီဟာစီးစိမ်ဥစ္စာကလည်းကိုယ့်အတွက်ခွန်အားတစ်ခုဖြစ်လာပြန် ပတ်ဆံရှိတယ်တိုက်ဝဲနိုင်တယ်ကားဝဲနိုင်တယ်လူကျင်နာဝဲနိုင်တယ်ဒါလည်းခွန်အားတစ်ခုပဲပေါ့နော်အဲ့ဒီခွန်အားလည်းသူအတိုင်းတာတစ်ခုရစွမ်းဆောင်မှုရှိတာပဲဒီခွန်အားလည်းစွမ်းဆောင်မှုရှိသို့တော်ကြီးမားတဲ့အင်အားရှိတယ်လို့ပြောလို့မရပတ်ဆံကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့ဒီဒုက္ခရဲ့ဒုက္ခကလွတ်မြောက်အောင်ကာကွယ်လို့ရတယ်ပတ်ဆံရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာ ဒုက္ခမရောက်အောင်ကိုယ့်ကိုယ်ကိုကာကွယ်နိုင်တယ်ဒါသူ့ရဲ့ခွန်အားတွေပဲပေါ့နော်ပတ်စံပေးလိုက်တယ်ဒုက္ခရောက်နေတယ်ပတ်စံအသုံးပြုလိုက်တယ်ငွေကြေးတနာကိုအသုံးပြုလိုက်တယ်အဲ့ဒီဒုက္ခကလွတ်မြောက်တယ်ဒါသူ့ခွန်အားပဲပေါ့အဲ့ဒီခွန်အားကိုအသုံးချတိတဲ့ပူတဲ့ခွန်အားသူ့မှာမရှိဘူးဒါပဲအဲ့ဒါလို့ဒါကဘောကပလာလို့ခေါ်တယ်တုံနိုင်တယ်ဆွဲနိုင်တယ်ဆိုတဲ့ခွန်အားနောက်တစ်ခုကဘာလို့ဆိုအမစ္ဆပလာ ကိုမတိုင်ပင်ပေါ်တိုင်ပင်ပဲသို့တူကောင်းပဲအပေါင်းအသင်းနေရှိတယ်။ဘယင်းနေကြတော့ဒါမင်းတိုင်ပင်အမတ်တွေပေါ့သို့တူကောင်းပဲတိုင်ပင်ပေါ်တိုင်ပင်ပဲတည်းရလည်းပဲအင်းအားတစ်ခုပဲတခါတရံတယောက်တည်းဆွမ်းဆောင်နိုင်မှုမရှိတဲ့အခါတိုင်ပင်ပေါ်တိုင်ပင်ပဲအင်းအားနဲ့လူတွေဟာအသုံးပြုကြတယ်။အဲ့ဒါလဲခွန်အားတရဖဲတဲ့လောကလူတွေမှာခွန်အားတရဟောနောက်ခွန်အားတစ်ခုကပါတော့ဆိုရင် အဘိစ္စဖလအဘိစ္စဆိုတာလောကလူတွေမှာမျိုးရိုးဆိုတာရှိတယ်။ညမပြည်မှာတော့ဒါတိတ်ပြီးတော့မထင်ရှားဘူး။မျိုးရိုးကောင်းတယ်မျိုးရိုးမကောင်းဘူးထက်တန်းကြတဲ့အမျိုး အောက်တန်းကြတဲ့အမျိုးရှိတော့ကတော့ဗမာပြည်မှာရှိတာပေါ့မင်းမျိုးလားအမတ်မျိုးလားသူဘရာစာမျိုးလားဒီလိုအမျိုးတွေ ရှေ့တုန်းကတော့ရှိတယ်။အခုနောက်ပိုင်းကျတော့မြန်မာမှာဒီလိုခွဲခြားမှုမရှိဘူးပေါ့။အဲအိန္ဒိယနိုင်ငံကြည့်လိုက်မယ်ဆိုလို့ရှိရင်ဆက်ခွဲခြားမှုဆိုတာအမတန်မှကြီးမားတယ်။အောက်တန်းကျတဲ့အမျိုးမှလူဖြစ်တဲ့ပုဂ္ဂိုလ်ဟာဘလောက်ပဲပတ်စံချမ်းသာချမ်းသာနော်ဘလောက်ပဲပညာတတ်တာသူကတစ်သလုံးအောက်တန်းပဲ။သူ့ရဲ့ဇာမျက်နဲ့ပုဂ္ဂိုလ်ကအမြဲတမ်းအနိုင်ကျင့်တယ်။ဒါအိန္ဒိယမှာဒီတိုင်းရှိတယ်။သဝရ လက်ခံတဲ့နိုင်ငံတိုင်းမှာဒီလိုရှိတယ်။အဲ့တော့ဒီဆက်အမျိုးဆက်မြင်မာမှုဟာလည်းပဲခွန်အားတစ်ခုပဲအဲ့ဒီခက်မှာဆိုလို့ရှိရင်အမျိုးဆက်မြင်မာမှုဟာခွန်အားတစ်ခု။အရက်ထဲမှာလူတကာလေးစားရတဲ့အမျိုးရှိတယ်လို့လူတကာကရှုံချတဲ့အမျိုးလည်းရှိတယ်။အဲ့တော့လူတကာလေးစားရတဲ့အမျိုးထဲမှာဖြစ်လို့ရှိရင်ဒါခွန်အားတရအနေနဲ့ဖြစ်တယ်ပေါ့ဒါကိုပြောတာအဘိစိစ္စ မျိုးအမျိုးမြတ်တဲ့အဲမှာကိုဖြစ်လို့ရှိရင်ခွန်အားတစ်ခုရတယ်။ဟောနောက်ဆုံးတစ်ခုကဘာတော့ဆိုလို့ရှိရင်ပညာဗလာအသိပညာအသိပညာဟာအလွန်တရာကြီးမားတယ်။တဏ္ဍာနဲ့မတူဘူးပေါ့။အဲ့တော့လောကမှာကြီးလိုက်မယ်ဆိုရင်အခုပြောခဲ့တဲ့ခွန်အားတွေဟာဘာဟုဗလာဆိုရင်လေယုံခွန်အား၊ဘောဂဗလာဆိုရင်စီစိန်ခွန်အား ဘောကပလာဆိုတဲ့စီစဉ်ခွန်အားအမစ္ဆပလာလို့ဆိုတဲ့အပေါင်းသင်ခွန်အားအဘိစ္စပလာဆိုတဲ့မျိုးရိုးခွန်အားပညာပလာလို့ခေါ်တဲ့ပညာခွန်အားတဲ့အဲ့ဒီခွန်အားတွေထဲမှာစွမ်းအားအကြီးဆုံးအထက်မြတ်ဆုံးကပညာခွန်အားပဲခြံတဲ့ခွန်အားတွေကဘယ်တော့မှမမိဘူးတဲ့နော်ကဲလူတွေကိုစဉ်းစားကြည့်လူနဲ့တရိစ္ဆာန် ခွန်အားအနေနဲ့ရှင်ပြီးတော့ကြည့်လိုက်ဆင်ကြီးတကောင်နဲ့လူသားတယောက်ဘယ်သူကအာကောင်းမယ်ထင်ဆင်ကြီးကအာကောင်းတယ်ရှင်ပြန်ပြီးတော့ဒီတခုလောက်ကြမယ်ဆိုရင်လူရှုံးမှာပဲလေလူရှုံးမှာအဲ့တော့ဆင်ရဲ့အာမပြောနဲ့မြင်းရဲ့အာနွားရဲ့အာတောင်လူကမမိဘူးခွန်အားအနေနဲ့ကာယဗလာနဲ့ကြည့်မယ်ဆိုရင် လူတွေရဲ့အင်အားဟာဘာမှမရှိဘူးအဲ့တော့အင်အားဗလာအရာမှာဆိုလို့ရှိရင်တခုခုအားကိုအသုံးပြုမယ်ဆိုရင်လူတွေဟာအရှုံးတယ်အားပြိုင်ညမယ်ဆိုရင်လူတွေဟာအရှုံးမယ်ကဲနောက်တစ်ခုစဉ်းစားကြည့်ရေထဲမှာငါးရကောင်နဲ့ပြိုင်ပြီးတော့ကူးမယ်ဆိုရင်ဘယ်သူရှုံးမလဲလူပဲရှုံးမှာပဲဟုတ်ကဲ့လားကုန်းပေါ်မှာသမင်းကောင်နဲ့ပြိုင်ပြီးတော့ပြေးကြမယ်ဆိုရင်ရောဘယ်သူရှုံးမလို့ လူပဲရှုံးမှာပဲကောင်းငင်ကိုငှက်တကောင်နဲ့ပြိုင်မယ်ဆိုလို့ရှိရင်လေလူပဲရှုံးမှာပဲအဲ့တော့စဉ်းစားကြည့်လူတွေကဒီငှက်ကိုလည်းမပြိုင်နိုင်ဘူးနော်ယုံကလေးတွေကြောင်လေးတွေတောင်လူကမပြိုင်နိုင်ဘူးအဲ့အင်အားရဆိုလို့ရှိရင်ကျွဲတွေနွားတွေဆင်းနေမပြိုင်နိုင်ဘူးလူကရှုံးနေရေထဲမှာဆိုလို့ရှိရင်ငါးတွေလူရအရှုံးပေးရတယ် အဲ့တော့တ ত্ত্ব ဝါတွေနဲ့ရှင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လူရဲ့ခန္ဓာကိုယ်တိဆောက်ထားမှုဟာအမတမညံ့ဖြစ်နေလို့ဒီလိုပြောအောင်ခွန်အားရဆိုလဲဘာမှမဟုတ်ဘူးဘာမှမရှိဘူးတရိษံတွေလောက်တောင့်တင်းမှုမရှိဘူးတရိษံတွေလောက်အပြေးမမြန်ဘူးတရိษံတွေလောက်ရေကူးမမြန်ဘူးတရိษံတွေလောက်အင်အားမကောင်းဘူးဟောအဲ့ဒီဘက်ကကြည့်လိုက်မယ်ဆိုလို့ရှိရင်လူတွေဟာ ေခွန်အားအရာမှာအမြဲတမ်းညံ့နေတယ်အမြဲတမ်းညံ့ကာယစွမ်းအားဟာလူတွေအမြဲတမ်းညံ့ဒါဖြင့်လူတွေကဘယ်ဟာตาဘယ်ဘယ်အတွက်ကตาတာလဲလို့ဆိုတော့ပညာပလားဆိုတဲ့ခေတ်စကားနဲ့ပြောရင်တော့အုံနောက်ပေါ့လူတွေကအုံနောက်ကိုအသုံးပြုနိုင်တယ်ပညာကိုအသုံးပြုနိုင်တယ်အဲ့ဒီပညာခွန်အားကြီးမားသည့်အတွက်ကြောင့် ဆင်ကြီးကိုလည်းအနိုင်မယူနိုင်ဘူးလားနိုင်နေဆင်ကိုခိုင်းစားတယ်တတိဆန်တွေကိုခိုင်းစားနေလူတွေကငှက်တည်တဲ့ပြိုင်ပြီးတော့ကောင်းကင်ပြန်တဲ့ဒိမ့်မြန်တွေတီထွင်ပြီးတော့ဟုတ်ကဲ့လားရေထဲမှာလည်းပဲသင်းမောတွေနဲ့ဖြတ်သွားတယ်ရေထဲမှာနေတဲ့ငါးကိုဖမ်းနိုင်တဲ့လူတွေကရေထဲမှာငုပ်ပြီးတော့ရေထဲမြုပ်နေတဲ့ယရနာတွေကိုလည်းရအောင်ယူနိုင်တယ်မြေကြီးထဲမှာရှိတဲ့ဟာတွေကိုလည်းရအောင်လုပ်နိုင်တယ် တိရစ္ဆာန်လောကကြီးတစ်ခုလုံးကိုလူတွေကအုပ်ချုပ်နိုင်တယ်။ဘယ်စွမ်းအားကိုအသုံးပြုတာတော့လို့မေးလို့ရှိရင်ပညာခွန်အားကိုအသုံးပြုတယ်လို့ဒီလိုဆိုတာ။ဒါမရှင်းထင်ရှားဘူးလား။အဲ့တော့ဉာဏ်နဲ့ခွန်အားတွေဟာအလကားပဲ။ပညာနဲ့ရှင်လိုက်ရင်ဉာဏ်နဲ့ခွန်အားတွေဟာခွန်အားလို့မပြောရတော့အောင်။စွမ်းအားတတ္တိအမှန်တမ်းနဲ့တော့လူရဲ့ရှိတဲ့ခွန်အားတွေဟာ တရိษံခွန်အားတွေကိုမမိဘူးတရိษံနဲ့တာလွန်နဲ့ခွန်အားသည်ပညာလို့ခေါ်တဲ့အုံနောက်ခွန်အားပဲအုံနောက်ဆိုတာတင်စားပြီးတော့ပြောတဲ့စကားနော်ပညာခွန်အားဟာအဲ့ဒီမှာကြီးမားတယ်ဒါကြောင့်မို့လို့သုံးလောကထွတ်ထားမြတ်စွာဘုရားဆိုတာလူသားတွေကပေါ်လာလားနတ်ပြမာတွေကပေါ်လာလားလို့မေးရင်ဘယ်လိုဖြစ်ဩလူသားတွေကပေါ်လာ အဲ့တော့လူတွေတဲကရတဲ့ဒီမြတ်စွာဘုရားကဘာကြောင့်နတ်တွေမြမာတွေရဲ့စွမ်းအားကြီးရတာတော့မေးမယ်ဆိုလို့ရှိရင်ပညာခွန်အားကြောင့်ပဲဒီလိုဆိုလို့တာနောက်မြမာတွေဆိုတာကဘာချီပြီးတော့အသက်ရှည်တယ်နတ်တွေဆိုတာလည်းတာဝရိဏနတ်ကြီးနော်လူပြည့်တရက်မှာလူပြည့်မှာအနှစ်တရာမှာသူကတရက်ရှိသေးတယ်စတုမာတွေဆိုရင်လူပြည့်မှာအနှစ်90ဆိုသူကတရက်ရှိသေးတယ် တာဝရိဏကအနှစ်တရားမှာတရက်ရှိသေးတယ်။ဟောအဲ့ဒီနီးနေတော့ရင်သူတို့တက်တန်းနေအမှန်တမ်းကြီးမားတယ်။တက်တန်းနဲ့ပြိုင်လိုက်ရင်လည်းသူတို့ကတာဟနေချမ်းသာဒုက္ခနဲ့ပြိုင်အောင်မလား။စာပေကျမ်းကနေမှာဘယ်လောက်ထိအောင်ဆုတ်ထားတော့ဆိုလို့ရှင်လူချမ်းသာနဲ့မချမ်းသာရှင်ကြည့်လိုက်မယ်ဆိုရင်တဲ့လူချမ်းသာဆိုတာသမုဒ္ဒရာတွေကရေတစ်စက်လောက်ပဲရှိတယ်။အမှန်တမ်းနဲ့တယ်လို့ပြောတယ် ကြံတဲ့ရေတွေဟာလက်ချမ်းသာနဲ့တူတယ်အဲ့တော့လူချမ်းသာဆိုတာမတမ်းမနဲ့တယ်ဒါကိုလူတွေကချမ်းသာလာပြီးထင်းနေကြတာနော်လက်ချမ်းသာနဲ့လူချမ်းသာနဲ့ရှင်ပြီးတော့ကြည့်လိုက်လို့ရှင်သမုဒ္ဒရာတွေကရေတစ်စက်ပမာဏသည်လူချမ်းသာသမုဒ္ဒရာကြီးပမာဏသည်လက်ချမ်းသာအမှန်တမ်းမကွာကွာချားတယ်လို့ဒီလိုအဓိပ္ပာယ်ပြောတယ်အဲ့တော့ဘလောက်ပဲချမ်းသာဒုက္ခတွေကြီးကြီးဘလောက်ပဲသက်တမ်းရှည်ရှည်ဘလောက်ပဲရုပ်ရည်ရူပกาย ချီမာချီမာချောမောလှပလှပနောက်ဆုံးလူတွေကဗာဖြစ်လို့နတ်တွေပြမာတွေတဲ့ตาသွားရတာတော့လို့ဆိုပညာပညာခွန်အားကြောင့်ตาတာလို့ဒီလိုဆိုလို့တယ်ဟုတ်ကဲ့လားအဲ့တော့ပညာရဲ့တမုဟာပဒမထင်ရှားဒါမျိုးဆိုဗျာကဒီလူတွေတမမာရှိနိုင်တဲ့ခွန်အား၅မျိုးကိုဒီဇတ်မှာဟောထားတာရှိတာ အညံဆုံးကဘာလို့ဆိုရင်လေယုံခွန်အားဟာအညံဆုံးပဲအဲ့ဒီတဲ့နည်းနည်းဆွမ်းဆောင်နိုင်တာကဘောဂဗလစီစိန်ခွန်အားအဲ့ဒီတဲ့ပို့ပြီးတော့ဆွမ်းဆောင်နိုင်တာကအမစ္ဆဗလအပေါင်းသင်းရဲ့ခွန်အားအဲ့ဒီတဲ့ပို့တာကြတော့နော်အပိစ္ဆဗလအမျိုးခွန်အားအပူဆုံးအကြီးမားဆုံးနော်ဆွမ်းအားကြီးမားဆုံးခွန်အားဆိုတာတော့ပညာဗလပဲတဲ့ဒါကြောင့်မို့မြတ်စွာဘုရားက သုံးလောကမှာအကြီးမားဆုံးအလုံးကဝိုင်းပြီးတော့ကိုးကွယ်ရတာဘာကြောင့်ကိုးကွယ်ရလဲလို့စဉ်းစားကြည့်လို့ရှိရင်ပညာဗလပဲတဲ့ပညာဆောင်အားကြောင့်အမှန်တရားကိုထုတ်ဖို့ဟောကြားနိုင်တယ်သစ္စာတရားကိုသိတယ်ဗုဒ္ဓလို့ဆိုတဲ့အဓိပ္ပာယ်ကဗမာကဗုဒ္ဓကိုဖယားလို့တင်ခေါ်လိုက်တဲ့အခါကျတော့သူ့လူရင်းအဓိပ္ပာယ်မရောက်ဘူးဗုဒ္ဓဆိုတာ သစ္စာလေးပါးကိုသိတဲ့ပုဂ္ဂိုလ်လို့ဒီလိုပြောတာအဲ့တော့ဘုသူ့ကိုပြောတာတော့ဆိုညံကိုပြောတာပဲပေါ့အဲ့တော့မြတ်စွာဘုရားရဲ့ခွန်အားမှာညံတော်၁၀ပါးခွဲခြားတဲ့အခါမှာလည်းပဲတိပုံတိနီးတွေကွဲပြားခြားနာလို့တိပုံတိနီးတွေလိုက်မြတ်စွာဘုရားရဲ့ညံစွမ်းအားတွေဆယ်မျိုးတောင်ရှိတာလေအဲ့ဒါမှအံ့ွယ်ထူခြားတဲ့မြတ်စွာဘုရားရဲ့ညံရင်ညံသွေးတွေဆယ်မျိုးခွဲခြားထားတာရှိတယ်ပေါ့ ဲ့ဒါကြောင့်မလို့ဒီပညာစွမ်းအားဟာအလွန်တရာမှကြီးမားတယ်။ကာယစွမ်းအားဘလောက်ပဲကြီးကြီးပညာစွမ်းအားရှိတဲ့ပုဂ္ဂိုလ်ရှုံးပေးရတယ်။ကြီးဆင်ကြီးကိုလူကအုပ်ချုပ်တယ်။နော်။ကောင်းကင်ပြန်နေတဲ့ငှက်တွေကိုလူတွေကဖမ်းနိုင်တယ်။အုပ်ချုပ်နိုင်တယ်။ရေထဲမှာကူးနေတဲ့ငါးတွေကိုလူတွေကအုပ်ချုပ်နိုင်တယ်။ဘာလို့အုတ်ချုံနိုင်တာတော့ဘာဖြစ်လို့သူတို့တဲ့တာတာတော့လို့မေးလို့ရှိရင် ညာ6ပဲအဲ့ဒါကိုပြောတော့အုံနောက်ကြောင့်လို့ပြောကြတာနော်အသိပညာဟာအဗဓမ္မအစွမ်းထက်တယ်လူတွေကသူတို့တဲ့တာတာဒီအုံနောက်ပဲပညာပဲပညာတာလို့လောကမှာကိုယ့်တဲ့အင်အားကြီးမှအကောင်ကြီးမှတဲ့ဆင်ကြီးတွေကိုလူတွေကခိုက်ဆနိုင်တာဒီအိဗယ်ကိုဆုံးလို့တာနော်ကိုယ့်ရဲ့ကြီးတဲ့အကောင်ကြီးတွေကိုကိုယ်ကထိန်းချုပ်ထားနိုင်တဲ့သွားအတ္တရှိတယ် ဒါနဲ့မကဘူးလူတွေရဲ့ပညာစွာအာကသဘာဝတရားကိုလည်းထိန်းချုပ်နိုင်စွာရှိလာတယ်။သဘာဝစွာအာတွေကိုထိန်းချုပ်နိုင်တယ်သဘာဝကိုအသုံးပြုအခုကြည့်လေလူတွေရဲ့စွာအာနဲ့ညာအာနဲ့တီထွင်ထားတာညာဘလောက်မောင်းမောင်းလျှက်စက်မီးအောင်နဲ့မနေနိုင်ဘူးလားဒါလည်းလူတွေရဲ့စွာအာတစ်ခုပဲပေါ့လူတွေတီထွင်ထားတဲ့စွာအာတစ်ခုပဲပေါ့အမောင်းကိုဖယ်နိုင်တဲ့အလင်းရောင်ကိုလည်း လူတွေကတီထွင်ထားကြတယ်အဲ့ဒါဘာတွေလဲဆိုရင်ပညာစွမ်းအားတွေပဲပေါ့လောကီကိစ္စတွေမှာလဲပညာစွမ်းအားရဲ့နေရာဟာအတ္တမထင်ရှားတယ်အဲ့တော့ဒီလိုပြောတော့ခွန်ကြီးတို့တွေဘာကိုတတိထားရမှာလဲလို့ဆိုရင်တို့တွေအသိပညာစွမ်းအားရအောင်ကြိုးစားရမယ်ဆိုတဲ့အဓိပ္ပာယ်မပေါ်ဘူးလားလူဘဝရလာတဲ့အချိန်မှာအများတဲ့တာလွန်နဲ့ပညာရက်ကိုတို့တွေမရဘူးဆိုလို့ရှိရင် တသက်လုံးဘဝတစ်ခုမှာနလဘိန်တုံးဘဝနဲ့နေသွားမယ်ဆိုရင်တရိစ္ဆာန်နဲ့ဘာတူတော့မှာလဲနော်ဒါကြောင့်မလို့အသိဉာဏ်ရအောင်ကြိုးစားကြအခုလိုတရားပွဲလုပ်ပြီးတော့တရားနာရဲဆိုတာဘာအတွက်လဲဆိုပညာဗလပညာစွမ်းအားတွေခွန်အားတွေရ